ထိုတဲ့နေကတခင်တခင်ကိုရိုက်အခွင့်နဲ့ဆုံးမဩဝါဒပေးပါပြီမဟုတ်ဘူးကိုရိုက်အခွင့်နဲ့နတ်ဆိုးများကိုနေထုတ်ပါပြီမဟုတ်လားကိုရိုက်အခွင့်နဲ့အကိုးတို့ကိုပြပါပြီမဟုတ်လားအများသောသူတို့ဒီရှောက်ကြလိုက်မယ်ဘုသူရှောက်ကြတော့အခါတင်းတို့ကငါအလင်းမသိအရမအမှုကိုပြသောသူတို့ငါထံမှဖယ်ကြဟုအတိအလင်းငါပြောနေတခင်ယေရှုကတတိပေးတဲ့စကားဖြစ်ပါတယ်ဒီနေ့တင်းအဲ့ဒီအထဲမှာပါရင်ဘလောက်ဝမ်းနေစရာကောင်းတယ်ဒါကတော့အထူးတတိပြုဖို့ဖြစ်တယ် တကယ်တကယ်ဟုတ်ရှောက်တော်သူတိုင်းခေါင်းကင်နိုင်ငံတော်ဝင်ရလိမ့်မည်မဟုတ်ဘူးငါခမဲတော်အလိုကိုစောင့်တော်သူတိုင်းဝင်ရလိမ့်မည်အလိုတော်နဲ့အမှုတော်ဆောင်တာမတူပါဘူးဒီနေရာမှာဖခင်အမှုတော်ဆောင်ခြင်းကိုအလိုတော်ဆောင်တယ်လို့အများသောသူတွေကထင်ကြတယ်ဒီကျမ်းစာကြိုက်တဲ့အခါမှာဖခင်အမှုဆောင်တဲ့သူတွေတခင်ယေရှုကအထမအမှုကိုပြုတော်သူလို့ပြောတာနော်မကောင်းတာလုပ်တဲ့သူတွေကိုအတ္တမအမှုပြုသောသူတို့လို့ပြောတာမဟုတ်ဘူးထူးဆန်းတဲ့အရာတစ်ခုပြရတယ် ဆိုတော့ဒီနေ့ကာလမှာအမှုတော်ဆောင်တာဟာအလိုတော်ဆောင်တာမဟုတ်အမှုတော်ငါအမှုတော်ဆောင်နေတာပဲဒါဘုရားအလိုတော်ဆောင်နေတာလို့ထင်လိမ့်မယ်မတူပါဘူးဘုရားအလိုတော်ဆောင်တဲ့အခါမှာအမှုတော်ဆောင်တာလည်းရှိပါတယ်ဒါအလိုတော်နဲ့ညီတော့အမှုဆောင်ခြင်းဘုရားရဲ့အလိုတော်ကိုဝန်ခံတဲ့အမှုဆောင်ခြင်းအခုဒီမှာတွေ့ရတာဒီလူတွေကတော်တော်ကြီးကိုရောမုန်းနိုင်တော့ဇုံမအော်ဝါရာပေးနိုင်တယ်သူအများလို့ထုတ်တာအများလို့လျှောက်ကြတယ်ဇုံမအော်ဝါရာပေးနိုင်တယ်လောကမုန်းနိုင်တယ်နတ်ဆိုးတွေကိုတော့နှင်ထုတ်နိုင်တယ်အကွမ်းနာတွေနဲ့တုံးနိုင်တယ်တကိုးတွေကိုတော့ပြနိုင်တယ် ဒါပေမဲ့သခင်ယေရှုကအာဓမအမှုကိုပြုသွန်းသူလို့ရတယ်။အဲ့တော့အမှုတော်ဆောင်တဲ့အလိုတော်ဆောင်တဲ့မတူ။အဲ့တော့အလိုတော်ဆောင်ကအလွန်ပဲအရေးကြီးပါတယ်။အလိုတော်ဆိုတာဘာလဲ။ဒီနေ့လူများများစွာကရောထွေးနေတာပေါ့လို့။အလိုတော်ကိုမဆောင်ဘဲနဲ့အမှုတော်ဆောင်ရင်ဒါအာဓမအမှုကိုပြုခြင်းပဲဖြစ်တယ်။တကယ်မှလည်းထုံးမြင့်တိုင်းပဲခက်ဆင်ဆင်လေးအာယောဟန်ကတနည်းမှာပဋိသင်ပိတ်တဲ့အခါမှာဖာရီရှဲတွေကရောက်လာတယ် ရောက်လာတဲ့အခါမှာသူကလည်းဗတ္တိဇံရောခံမလို့ပေါ့ဗတ္တိဇံခံတယ်။အဲ့မှာယောဟန်ကဗတ္တိဇံမပေးဘူး။အချင်းဝင်စိုးအမျိုးမျိုးတွေရောက်ခုတော့ဗိဒံကနေပြေးသွားစိန်တော့ငါဘဒုကတတိပေးတယ်လေတဲ့။မပေးဘူး။သူကဗတ္တိဇံမပေးဘူး။ဆုံးမဘာဆုံးမအမေနောင်တရပါအပြစ်အတွက်နောင်တရပါနောင်ကမရပဲနဲ့သူတို့ကဗတ္တိဇံခံဖို့ပြင်ဆင်နေတာကိုဘုရားဝိညာဉ်တော်ကယောဟန်ကိုပေါ်ပြတယ်။နောင်ကမပါပဲနဲ့ဗတ္တိဇံခံရင်လည်းအကျိုးမရှိ။အဲ့တော့နောင်ကမပါပဲနဲ့တခိယေရှုကိုယုံကြည်ပါတယ်လို့ပြောတဲ့အရာဒီ ယုံကြည်ခြင်းမမှန်နိုင်ဘူးတခိယေရှုကိုယုံကြည်တယ်ဆိုတာဘာလဲဥစ္စာနောက်တရရမိမိအပြစ်အတွက်နောက်တရရနောက်တရရခြင်းကဖရာသခင်ရဲ့အလိုတော်ဖြစ်ပါတယ်မိအပြစ်အတွက်နောက်တရရပြီးမှတခိယေရှုခရစ်တော်ကိုကယ်တင်ပါခြင်းအမှန်တကယ်လိုအပ်ကြောင်းအခုကာလမှာနောက်တရရပြီးခရစ်တော်ကိုယုံနာထက်မိမိအပြစ်အတွက်နောက်တရပြီးယုံနာထက်နောက်တရပြီးတော့ဘုရားကိုယုံကြည်ပြီးတော့ဘုရားရဲ့အလိုတော်ဝင်ခံတာထက် ဖခင်နဲ့ဆိုင်တော့အရာမှာထင်ပေါ်ကြောကြားမှုချဖခင်ကိုယုံကြည်နေတယ်ဖခင်နဲ့ဆိုင်တော့အရာထင်ပေါ်ကြောကြားမှုချနောက်တော့မရပဲဖခင်အမှုဆောင်နေတယ်ဒါတွေကိုဥစားပေးလာတယ်ဆိုရင်တော့ဒီနေ့မှာအာရမအမှုကိုပြုတော်သူတို့ငါထံမှဖယ်ကြောက်အတည်လဲပြောမယ်ဘာကြောင့်လဲဆိုရင်အဲ့ဒီနောက်တော့မပါတဲ့လူတွေရဲ့အတ္တဓာတ်တွေမှာအာဓမ္မအမှုတွေနဲ့ရောနေတယ်။တော်ရဲ့အမှုဆောင်ခြင်းကလည်းဘုရားလိုတဲ့မှာရှိမှာမဟုတ်ဘူး။အာဓမ္မနဲ့လိုက်စားနေမှာဖြစ်တယ် ဒါကိုတော့ဘုရားသခင်ပဲမျက်နှာဖြစ်တယ်ဒီလိုတွေအောင်မြင်တယ်နော်သူအများလို့သူတို့ဒီရှောက်ကြလိမ့်မယ်တဲ့ကြောင့်အချိန်ကြီးအတိတိုင်းရဲ့တတ်တာတော့မှပြင်ဆင်နိုင်ကြဖို့ရဒီနှုတ်ကပတ်တော်အားဖြင့်လို့ဆိုချင်ပါတယ်